အလုံးမင်းမင်္ဂလာပါရှင်ဒီနေ့မှတော့အရန်ကူမလောရတာလောကူပြီးတော့အရတာရှိတဲ့ထတ္တရာဂိတ်လေးလောက်ပြမှာဖြစ်ပါတယ်အဲဘောင်ပစ္စည်းလေးတွေကတော့ကျက်ဥတုံးလုံးထားပါတယ်ပထမဆုံးနေတဲ့ကျက်ဥတုံးလုံးတော့မှာတယ်ကျက်ဥတုံးလုံးကိုအခုလိုမျိုးအတုံးပြမှာခွက်လေးတဲ့ကိုခောက်ထည့်ပေးလိုက်ပါမယ် တရားက50 52ကရံတုံးပါရယ်နော်တကယ်လို့ကိုကအချိုးကြိုက်တယ်ဆိုရင်တော့60လောက်ထိထည့်လို့ရပါတယ်55 60ထည့်လို့ရပါတယ်နော်မားကတော့52 54လောက်ထည့်ပေးထားပါတယ်ပြရင်မတို့ကျုပ်ဦးနဲ့တရားကိုအလုံးနှံ့တော့ဒီမှုပေးလိုက်ပါမယ်တရားလေးတွေကြည်တယ်ဒီမှုပြီးရင်တော့ရပါပြီနော်ကဲပြီးတော့ရင်မကနွားနို့ကို385ကရံချိန်ပေးလိုက်ပါတယ် ထပ်ပြီးတော့မှုပေးလိုက်ပါမယ်ရှင်အနှဲငယ်မှုပြင်တော့ရပါပြီအေးခံထားတဲ့ထောပတ်ရီ50ကရမ်တုံးပါတယ်ထောပတ်ရီလေးကဆိုရင်တော့အင်းနေမှာခုနကထောပတ်လေးထည့်ပြီးတော့ပြီဆိုရင်တော့မမတို့ပေါ့မြစည်းလေးတွေကိုထပ်ပြီးတော့မှုပေးလိုက်ပါအောင်မယ်ရှင်မတင်ရမှာစားလေးနဲ့ငယ်ထည့်လိုက်ပါတယ် ပြောရင်တော့ကိတ်ကြုံ132ကရမ်ကိုထည့်ပြီးတော့ချိန်ပေးလိုက်ပါမယ်။အဲဒါဆိုရင်တော့မတို့ရဲ့ပုံပစ္စည်းလေးတွေအားလုံးနှံ့သွားတဲ့အထိထပ်မွေးပေးလိုက်ပါမယ်နော်။နှံ့သွားပြီဆိုရင်တော့မတို့ရလာတဲ့မုံဤလေးကိုစကားလေးနဲ့ဆင်ပေးလိုက်ပါမယ်။စကားလေးနဲ့ဆင်ပေးရခြင်းကတော့မတို့မုံသားလေးကြော်တဲ့အခါမှာမုံလေးမှာအခဲလေးတွေမဖြစ်နေရအတွက်ခုလိုမျိုးဆင်ပေးရခြင်းဖြစ်ပါတယ်။ဆင်ပြီးတော့အရင်တော့15မိနစ်လောက်နှံ့ထားလိုက်ပါမယ်။ အဲဒါလေးကတော့15မိနစ်နဲ့ထားလို့ရတယ်မုန်တာလေးပဲဖြစ်ပါတယ်မုန်တာလေးကိုမကအစိမ်းအောင်လေးကတော့ဒါထောပတ်တီဖီလိုလို့ဖို့အတွက်ခွဲထားပြီးချင်းဖြစ်ပါတယ်အယောင်လေးကတော့မိမိစိတ်ကြိုက်ပါမထည့်လည်းရပါတယ်เนาะမကတော့ခရမ်းအောင်လေးနဲ့ငယ်ထည့်ပေးထားပါတယ်အယောင်လေးလှချင်တဲ့အတွက်ခရမ်းအောင်လေးတုံထားပါတယ်ရတော့ပြီဆိုရင်တော့မမတို့မကတ်တဲ့အိုလေးကိုမြှူပေးပြီးတော့ ဖြည်းဖြည်းချင်းလေးနဲ့ကြော်ပေးလိုက်ပါမယ်မိအေးအေးလေးနဲ့ဖြည်းဖြည်းချင်းလေးကြော်ပေးပါမယ်နော်မတော်အိုလေးမှာထောပတ်လေးအနေငယ်တုပ်ပေးပါမယ်ဒါမှလားလေးမတော်အိုလေးမကမှဖြစ်ပါတယ်ကဲဒါဆိုရင်တော့မတော်ရဲ့ကိတ်လုပ်ကိုအစင်းလေးဖြစ်နေပါပြီကဲအောက်ဆုံးမှာမတော်မုံသားလေးတခြားခြားပြီးရင်မတော်ထောပတ်အခရံလေးတွေပတ်ပေးလိုက်ပါမယ်မာယူသူလေးက တရုံမာတွေစားတယ်ခရမအကြီးနဲ့ပုံစံမျိုးလေးစားချင်တာဖြစ်တဲ့တော့အမကတော့ခရမအကြီးတုံထားပေးပါတယ်နော်ဒီကလေးကဆိုရင်တော့ခရမကြိုက်တဲ့လူတွေဆိုရင်တော့အရန်ကမှအရသာရှိပြီးတော့အဆင်ပြေမှာပါခရမကြိုက်တဲ့လူတွေအတွက်ဆိုတော့အနှငယ်ဤပါလိမ့်မယ်နော်ကဲဒါဆိုရင်မတို့ခရမလေးတွေကိုညီအောင်ပတ်ပေးလိုက်ပါမယ် အဲ့ဆိုတော့မကအခုလိုမျိုးလေးလှဆင်ပေးလိုက်ပါတယ်ဒီပုံစံလေးရဆိုရင်တော့အရန်ကိုမှလှပြီးလွယ်လဲလဲကူတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်အဲ့ဒါရင်မကအလဲမှာအတဲပုံလေးထည့်ပြလိုက်ပါမယ်။မတို့ရဲ့မုံသားလေးကြော်တော့ကခင်းရောင်လေးတုံထားတဲ့အတွက်မကအပေါ်မှာလည်းအတဲပုံလေးကိုခင်းရောင်လေးတုံပေးထားလိုက်ပါတယ်။ အဆိုရင်တော့မားလူရဲ့ဂိတ်လေးကအရန်ကူမှာလှပပြီးတော့စားချင်းစပွဲလေးနဲ့ထတ်တရားဂိတ်လေးရပါပြီရှင်။မားရဲ့မုတ်လုံနီလေးတွေကိုကြိုက်နေတဲ့ဆိုရင်တော့ like and share လုပ်တာကိုမမေ့ပါနဲ့နော်။အဲ့ဒါတီးချင်တဲ့မုတ်လုံတွေရှင်လဲ comment မှာရေးခဲ့ပေးပါရှင်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါအောင်မယ်။ဒီနေ့တော့ဒီလောက်ပါပဲ။